ထိုင်ချက်စီစဉ်ကနေချူဆူလိုက်ပါတယ်။လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာနေ့စဉ်နဲ့အမျှအကြောင်းအရာအစုံကပြန့်နှံ့လျက်ရှိနေပါတယ်။အဲ့လိုပြန့်နှံ့နေတဲ့အထက်ကမှအများစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီးရော11 Web TV ရဲ့ Facebook ထိုင်ချက်စီစဉ်ကနေတင်ဆက်ပေးသွားမှာပါ။အခုတစ်ပတ်အတွင်းမှာတော့တခိုးထုတ်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကိုထောင်နှံ6လချမှတ်လိုက်တဲ့ကိစ္စရဲ့နဲ့ပတ်သက်ပြီးရော Facebook အသုံးပြုသူတွေရဲ့ဂျားတွေကဝေဖန်နေမှုတွေ မန္တလေးမြို့မှာမေလာတရနေ့ကစတင်ပြီးတော့မန္တလေးမြို့လိုင်စင်မဟုတ်တဲ့ရင်တွေကိုမြို့ဝင်ကြီးကောက်ခံရမှာနှုံထားတွေများပြားနေရဆိုတဲ့အကြောင်းအရာတက်ခွေရောင်းတဲ့မေဝေတာတို့ရဲ့လက်ဝဲရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲစဉ်အကြောင်းအရာတွေကအခုတစ်ပတ်ရဲ့ Facebook အသုံးပြုသူတွေရဲ့ကြားမှာပြန့်နှံ့လျက်ရှိနေပါတယ်။ အခုပထမဦးဆုံးအနေနဲ့တစ်ခိုးထုတ်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကိုလာဝကဥပဒေနဲ့ထောင်ဒဏ်6လချမှတ်လိုက်တဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးရော Facebook အသုံးပြုသူတွေကတစ်ခုတ်တဲ့ဥပဒေနဲ့နှိုင်းယှဉ်ပြီးတော့ရေးသားထားတဲ့အကြောင်းအရာတွေကအသုံးပြုသူတွေရဲ့ကြားမှာပြန့်နှံ့လာခဲ့တာကိုတင်ဆက်ပေးသွားမှာပါအခုနှစ်နှစ်ဆန်းပိုင်းကကချင်ပြည်နယ်အတွင်းမှာဖမ်းမိခဲ့တဲ့တခိုးထုတ်တဲ့တရုတ်နိုင်ငံသားတွေကိုထောင်ဒဏ်6လစီချမှတ်လိုက်တယ်ဆိုတဲ့သတင်းကို မီဒီယာတွေမှာဖော်ပြလိုက်ပြီးရဲ့နောက်မှာတော့ Facebook အသုံးပြုသူတွေရဲ့ကြားမှာဝေဖန်ပြစ်တင်မှုတွေရှိခဲ့တာပါ Facebook ပေါ်မှာဝေဖန်သူတွေကတတိပင်ခုံရင်1300နှစ်ဆိုတဲ့သတိပေးဆိုင်ပုံနဲ့တရုတ်တခိုးထုတ်သူတွေကို1600လချမှတ်လိုက်တယ်ဆိုတဲ့သတင်းဖော်ပြမှုကိုပူးတွဲပြီးတော့ Facebook ပေါ်မှာဝေဖန်ပြစ်တင်ထားကြတာပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေ Facebook အသုံးပြုသူတွေကတစ်တပင်ခုံရင်1300နှစ်လို့ရေးထားပေမဲ့ အခုလိုမျိုးတစ်ပင်တွေကိုအများအပြားခုတ်ယူရတဲ့တရုတ်နိုင်ငံသားတွေကိုထောင်ဒဏ်6လသာချမှတ်လိုက်တဲ့အပေါ်မှာဝိုင်းဝန်းပြီးတော့ဝေဖန်မှုတွေများပြားခဲ့တာပါတကယ်တမ်းကအဲ့ဒီလိုမျိုးတရုတ်နိုင်ငံသားတွေကိုထောင်ဒဏ်6လသာချမှတ်လိုက်တာကလာဝကဥပဒေအရသာချမှတ်လိုက်တာဖြစ်ပြီးတော့အနည်းဆုံးထောင်ဒဏ်10နှစ်အထိချမှတ်နိုင်တယ်အပကဥပဒေနဲ့ဆက်လက်ပြီးတော့ပြစ်ဒဏ်ချမှတ်နိုင်မှုကိုစစ်ဆေးနေသေးပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေတချို့သောမှတ်ချက်ပေးသူတွေက ပြန်လည်ရှင်းလင်းပြီးတော့ပြောကြားထားတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်လည်း Facebook အသုံးပြုသူအများစုရဲ့ကြားမှာတော့အမျိုးမျိုးသောဝေဖန်မှတ်ချက်ပေးမှုတွေကိုတော့အခုလိုပဲတွေ့မြင်ခဲ့ရပါတယ်။ မှန်ပြီးတော့မေလာတရက်နေ့ကစတင်ပြီးတော့မန္တလေးမြို့လိုင်စင်မဟုတ်တဲ့ရင်တွေကိုမန္တလေးမြို့မှာမြို့ဝင်ကြီးကောက်ခံနေတဲ့ကိစ္စရဲ့အပေါ်မှာနှုံသားတွေများပြားခဲ့တဲ့ဆိုပြီးတော့ဝေဖန်မှုတွေထပ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့မေလာ၄ရက်နေ့ကစတင်ပြီးတော့အဲ့ဒီလိုမျိုးမြို့ဝင်ကြီးကောက်ခံမှုကိုခိတရက်ဆိုင်လိုက်တဲ့ဆိုတဲ့ကိစ္စအပေါ်မှာအများရန်မဟုတ်တဲ့အတွက်ဝေဖန်မှုတွေရှိနေတာတွေကိုတင်ဆက်ပေးသွားမှာပါ မေလာတရက်နေ့ကစတင်ပြီးတော့မန္တလေးမြို့လိုင်စင်နဲ့မဟုတ်တဲ့ရင်တွေကိုမြို့ဝင်ကြီးကောက်ခံခဲ့မှုနဲ့အဲ့လိုမျိုးကောက်ခံရမှာဈေးနှုန်းတွေများပြားနေတဲ့ဆိုတဲ့အကြောင်းအရာကမန္တလေးဘက်က Facebook အသုံးပြုသူတွေရဲ့ကြားမှာအများအပြားပြန့်နှံ့ခဲ့ပါတယ်အဲ့လိုပြန့်နှံ့ပြီးရောဝေဖန်မှုတွေအများအပြားထွက်ပေါ်လာခဲ့တဲ့နောက်မှာတော့မျိုးဝင်ကြီးကောက်ခံမှုကိုမေလ၄ရက်နေ့ကစတင်ပြီးတော့ခိတရက်ဆိုင်လိုက်တဲ့ဆိုတဲ့သတင်းကလည်း Facebook အသုံးပြုသူတွေရဲ့ကြားမှာပြန့်နှံ့ခဲ့ပါဗျာ။ ီလိုပြန့်နှံ့ခဲ့တဲ့အခါမှာတော့မန္တလေးမြို့တော်စီမင်းတာယာရေးကော်မတီကထုတ်ပြန်ခဲ့တဲ့မြို့ဝင်ဈေးကောက်ခံမှုကိုမန္တလေးမြို့မှာရှိတဲ့ YG and license ကားတွေကို MDY ပြောင်းလဲဖို့အတွက်မေလတလစောင့်ဆိုင်းပေးပြီးဂျွန်လတရနေ့ကစတင်ကမျိုးဝင်ဈေးတွေကို ပြန်လဲကောက်ခံမယ်ဆိုတဲ့အကြောင်းအရာတွေပါပြန့်နှံ့လာခဲ့တာပါအဲ့ဒီပြန့်နှံ့မှုကိုတော့မြို့ကန်တွေကအပြင်းရဆိုင်တာမဟုတ်ဘဲနဲ့တလကြာသာရဆိုင်လိုက်တဲ့အပေါ်မှာဝေဖန်ခဲ့ကြပါတယ်ဒါအပြင်မှာ Facebook အသုံးပြုသူတွေရဲ့ဝေဖန်မှုအရာ ကောက်ခံငွေပမာဏများပြားမှုကိုဝေဖန်မှုများပြားပြီးတော့မျိုးဝင်ကြီးကောက်ခံစင်ကလည်းရင်သောပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေကိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့တင်ဆက်ပေးမှာကအမေရိကန်နိုင်ငံသားမေဝေတာနဲ့ဖိလစ်ပိုင်နိုင်ငံသားပက်ကွေယောင်တို့ရဲ့လက်ဝဲရှင်တိုင်းထိုးတက်ခဲ့တဲ့ပွဲစဉ်မှာမေဝေတာကပက်ကွေယောင်ကိုရမှတ်နဲ့အနိုင်ယူခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာတွေက Facebook အသုံးပြုသူတွေရဲ့ကြားမှာဝေဖန်မှုတွေနဲ့အများအပြားပြန့်နှံ့နေတာကိုတင်ဆက်ပေးသွားမှာပါမေလ၂ရက်နေ့ညကအမေရိကန်နိုင်ငံရဲ့ဒေတာစံတော်ချိန်ည၈နာရီနဲ့၄၅မိနစ်မှာကျင်းပခဲ့တဲ့ အကြီးကျယ်ဆုံးလက်ဝဲပွဲလို့လည်းတင်စားခေါ်ဝေါ်ကြတဲ့အမေရိကန်လက်ဝဲကျော်မေဝဲသားနဲ့ဖိလစ်ပိုင်လက်ဝဲကျော်ပက်ကွေယောင်းတို့ရဲ့ပြိုင်ပွဲမှာမြန်မာပြည်သက်တွေအားလုံးကအနိုင်ရမယ်လို့ယူဆခဲ့တဲ့အာရှသားတဦးလည်းဖြစ်တဲ့ပက်ကွေယောင်းရှုံးနိမ့်သွားခဲ့မှုအပေါ်မှာ Facebook အသုံးပြုသူတွေကြားမှာပြန့်နှံ့လာခဲ့တာပါ Facebook အသုံးပြုသူတွေအားလုံးကအဲ့ဒီပြိုင်ပွဲမှာမေဝဲသားကအနှက်ပေးစနစ်နဲ့ပက်ကွေယောင်းကိုအနိုင်ရရှိခဲ့ပေမဲ့ ပက်ဂရောင်းကတော့ပြည်သက်တွေရဲ့အရှင်တွေကအနိုင်ရရှိသူသားဖြစ်တယ်လို့ပြောဆိုထားကြတာကိုလည်းအခုလိုပဲတွေ့ရပါဗျ။ပွဲစဉ်တစ်လျှောက်မှာအသာစီးရရှိခဲ့တဲ့ပက်ဂရောင်းရှုံးနေသွားခဲ့ပြီးတော့ပွဲစဉ်တစ်လျှောက်မှာပက်ပြင်းနေခဲ့တဲ့မေဝဲတာကအနိုင်ရရှိခဲ့တဲ့အတွက်လက်ဝဲပွဲမှာအပြေးချန်ပီယံကိုအနိုင်ပေးလိုက်တယ်ဆိုပြီးတော့လည်းလှောင်ပြောင်ဝေဖန်မှုတွေကအခုလိုရှိခဲ့ပါဗျ။ တချို့သောသူတွေကလည်းအခုလိုမျိုးအမှတ်ရလက်နဲ့အမေရိကန်နိုင်ငံသားမေဝဲသားကိုအနိုင်ပေးလိုက်တဲ့အပေါ်မှာအမေရိကန်နိုင်ငံမှာစင်းပါတဲ့ပွဲလေးဖြစ်တဲ့အတွက်အမှတ်ပေးတိုင်တွေကိုဗလိုက်တယ်ဆိုတဲ့ဝေဖန်ပြစ်တင်မှုတွေလည်းရှိခဲ့ပါတယ်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အများစုကတော့ပက်ကွီယောင်းကိုသာအားပေးခဲ့ကြပြီးတော့ပက်ကွီယောင်းရဲ့ရှုံးနိမ့်ခဲ့မှုအတွေ့အမှတ်ပေးစနစ်အပေါ်မှာအများအပြားဝေဖန်နေခဲ့ကြတာပဲဖြစ်ပါတယ်။ ုနောက်ဆုံးအနေနဲ့တရောင်စင်းအောက်လက်ပြတ်နေတဲ့သူတွေကိုဒေါက်တာစောမြတ်အောင်ဖောင်ဒေးရှင်းကအခမဲ့လက်အတူတွေတက်ဆင်ပေးမယ်ဆိုတဲ့အကြောင်းအရာကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေနဲ့အတူပဲကိုကြီးလိုသူတွေအတွက်အခုလိုပဲဖော်ပြပေးလိုက်ပါရစေ။ ခုတစ်ပတ်အတွက်ရွေးချယ်တင်ဆက်ပေးခဲ့တဲ့ Facebook ပေါ်ကအကြောင်းအရာစုံနဲ့ပတ်သက်လို့ရှင်းလင်းထက်သက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်တွင်မှာလည်းဂျပန်အတွင်းမှာပြန့်နှံ့လျက်ရှိတဲ့ Facebook ပေါ်ကအကြောင်းအရာအစုံစုံကိုတင်ဆက်ပေးအောင်မှာဖြစ်လို့အခုတစ်ပတ်ရဲ့အစီအစဉ်ကလည်းဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်။